အမေဇုန်တောင်းနဲ့နေတဲ့ဈေးမှာပဲရတဲ့ထူးထူးခြားခြားအစားအစာများကမ္ဘာပေါ်မှာယဉ်ကျေးမှုတလိထုံနေတဲ့အရာအစားအစာတွေဟာဒေသအလိုက်ထူးခြားဆန်ပြကြပါသည်အဲ့ဒီထဲမှာမှကမ္ဘာအကြီးဆုံးတစ်တော်ကြီးဖြစ်တဲ့အမေဇုန်မိုးတစ်တော်ရဲ့နှလုံးသားထဲမှာတည်ရှိတဲ့ဒေသခံဈေးဘွက်တွေဟာစွန်းစားကန်းဆန်တဲ့ခီးသွွားတွေနဲ့အစားအသောက်ချစ်သူတွေအတွက်တကယ်ကိုစိတ်ဝင်စားစရာကောင်းလာပါသည်ဒီဈေးဝက်ထဲမှာတော့ကျွန်တော်တို့ယင်းဤကျွမ်းဝင်မှုရှိတဲ့ထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့အစားအစာမျိုးစုံကိုမြင်တွေ့နိုင်ပါ ರೀ ဒါဟာအမီဆုံရဲ့ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝမှုကိုထင်ရှားပြသနေသလိုဒေသခံတိုင်းသားတွေရဲ့ရိုးရာစားသောက်မှုပုံစံတွေကိုပါဖော်ပြနေပါသည်ဒီနေ့မှာတော့ WHN Entertainment ကနေအမီဆုံတော်နဲ့နဲ့နေတဲ့ဈေးမှာပဲရတဲ့ထူးထူးခြားခြားအစားအသောက်တွေကိုတင်ဆက်ပေးကြပါမယ်အမီဆုံဈေးကွက်မှာပထမအဦးဆုံးအထူးခြားဆုံးအစားအသောက်တွေကတခုကတော့စားလို့ရတဲ့ပိုးလောက်လန်းကြီးတွေပဲဖြစ်ပါသည်အထူးသဖြင့်ချွန်တောက်ကူရိုလို့ခေါ်တဲ့အုံမြင့်စီထဲမှာနေထိုင်တဲ့ဘိုးလောက်လန်းကြီးတွေဟာဒေသခံတွေအတွက်အာဟာရတန်ဖြည့်ဝရတဲ့အစားအစာတစ်ခုဖြစ်ပါသည် အဲ့ဒီအရာမပိုးလောက်လမ်းကြီးတွေကိုကင်ပြီးရစားတာဒါမှမဟုတ်အစိမ့်လိုက်စားသုံးကြပါလိမ့်နောက်ထပ်ထူးခြားတာကတော့ဂင်မီကောက်ဂင်မောင်းတို့ကင်စားတဲ့ဂင်မီကောက်ဟာတာမန်စားလို့ရတဲ့ဂင်မီကောက်မျိုးမဟုတ်ပါဘူးအင်မတန်မှအစိမ့်ပြင်းပြီးလူကိုအန်ဒီရဲ့ပြီးနိုင်လောက်တဲ့အစိမ့်ရှိတဲ့ကောင်းနေပါအချို့သောစီးတွေမှာတော့ကင်ထားတဲ့ဂင်မီကောက်တွေကိုတွေ့ရတတ်ပြီးထူးထူးခြားခြားစားတော့တွေကိုစားရင်စွန့်စားခြင်းတဲ့သူတွေအတွက်အစမ်းကျေဆုံးမီးဆန်းစရာတစ်ခုဖြစ်ပါလိမ့်ဒါပြင်အမေဇုန်တို့ရဲ့ရေပြင်ကနေရရှိတဲ့ထူးခြားတဲ့ငါးမျိုးစိတ်တွေလည်းရှိပါလိမ့် ဥပမာအားဖြင့်ကဘာအကြီးဆုံးရေချိုငါးရီတွေကတကောင်ဖြစ်တဲ့ Virary ငါးရီဟာဈေးကွက်ဒီမှာအသားလုံးလိုက်ရောင်းချတာမျိုးကိုတွေ့ရတတ်ပါသည်ဒီငါးရဲ့အသားဟာမာဘီအရသာရှိတယ်လို့ဆိုကြပါသည်နောက်ထပ်ထူးခြားတဲ့ငါးကတော့ပရာနာလို့ခေါ်တဲ့အသားစားငါးရီပါဒီကောင်တွေဟာသူတို့ကလည်းအသားစားတယ်လို့သူတို့ကိုလည်းပြန်စားကြတဲ့လူတွေရဲ့တံကိုခံကြရပါသည်။သရီးရထရှားရဲသွားရကြောင်းမလို့နာမည်စုံနဲ့ကြော်ကြပေးမယ်။အမေဇုန်ဒီတောက်မှာတော့ပရာနာ၅ရီကိုဖမ်းပြီးဂင်းညိုချတာဒါမှမဟုတ်ကင်းစားတာမျိုးကိုပြုလုပ်ကြပါသည်။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အစားအစာကတော့ကပီဘာရာသားပါကပီဘာရာဆိုတာကဘာပေါ်မှာအကြီးဆုံးအကျွတ်မျိုးနွယ်ဝင်သတ္တဝါဖြစ်တဲ့အပြင်ဒီသားကန်ဒီကအဲ့ဒီအရာတွေကိုအသားအကျွတ်ဖမ်းယူစားသုံးကြပါရီချစ်စရာကောင်းတဲ့ကောင်းတွေဆိုပေမဲ့လေအမေဆုံးတော်နဲ့နေတဲ့ဈေးတွေမှာတော့ဒီကောင်းတွေဟာအစားအစာဖြစ်ဘဝကိုရောက်ရှိကြရပါရီ အမေဇုန်ဈေးကွက်ထဲမှာအသီးနှံအနေနဲ့ဟင်းသီးဟင်းရွက်တွေကလည်းပဲထူးခြားလာပါသည်။ဥပမာအားဖြင့်အစီပြန်းနဲ့အုံသီးလို့ခေါ်တဲ့ peach pan fruit လို့ခေါ်တဲ့အသီးတစ်မျိုးဟာအုံသီးနဲ့အတူပေမဲ့သူကအုံသီးမဟုတ်ပါဘူး။အပြင်ကွန်ကလိမ္မော်ရောင်ရှိပြီးတော့အတွင်းသားကမာကျောကအစီဓာတ်ပါဝင်ပါသည်။ဒေသခံတွေကတော့အဲ့ဒီအရာကိုပြုတ်ပြီးတော့စားသုံးကြပါသည်။နောက်ထပ်တစ်မျိုးကတော့ကာမူကာမူလို့ခေါ်တဲ့အသီးပါ ဒီအသီးကတော့ဗီတာမင် C ဓာတ်အလွန်ကျွဲဝါပြီးကမ္ဘာပေါ်မှာဗီတာမင် C အများဆုံးပါဝင်တဲ့အသီးတွေကတစ်မျိုးအဖြစ်မှတ်တမ်းဝင်ထားတဲ့အသီးဖြစ်ပါသည်။နောက်ဆုံးအနေနဲ့ကတော့တာဗီယိုကာလုခေါ်တဲ့အသီးပဲဖြစ်ပါသည်။ဒီပင်ရဲ့ဥကိုတော့အဟာရတဲ့အတွက်အဓိကစားသုံးကြပါသည်။အမေဆိုရင်ဈေးကွက်တွေဟာလူသားတွေရဲ့အစားအစာနဲ့ပတ်သက်ပြီးထူးခြားတဲ့ရင်ကျေးမှုတွေကိုပြသနေတဲ့နေရာတွေဖြစ်ပြီးဒီထက်ထူးခြားတဲ့အစားအသောက်တွေလည်းရှိသေးတာမလို့နောက်ထပ်ဗီဒီယိုတွေမှာထပ်မံပြီးတော့ဖော်ပြပေးသွားပါမယ်။